။ဟိုတီတကာတို့ပူတူတို့တကာထွန်းမင်းတို့ဆိုလို့ချင်းအင်မတန်လေးစားပြကောင်းတဲ့သူတွေပါ။ပရိုက်တာမှာစစ်စစ်တွေပေါ့။ပြီးတော့တို့ကဘာသာဆွေတာတော့မတွေ့ရပါဘူး။ဒီလိုဒုက္ခရောက်နေလို့ချင်းမှာကုညီတယ်ဆိုတဲ့အခါမှာဘာသာဆွေလက်လကားပါပဲ။ဘာကြောင့်လဲဆိုလို့ချင်းလူကဘိုက်ပြင်းမှညံပွင့်တာပဲ။ မျက်နှာပြားကတခါတုန်းကတခါတရားကိုတရားဟောတာရှိတယ်အဲ့ဒီတခါနွားပြောက်လို့ရှာတဲ့အခါမှာပင်ပန်းလို့တို့ပြီးတော့မျက်နှာပြားကသူ့ကိုသမင်းအယွင်ကြီးခိုင်းတယ်အဲ့ပင်ပန်းနေတဲ့အချိန်မှာကြားတော့ဟောဘာတရားမှမရဒါကြောင့်မျက်နှာပြားကနေပြီးတော့เจ้ามาရှိတဲ့အရာတွေကိုဟင်းနေသွန်းတွေကိုသူ့ကိုအရင်ကြွေးခိုင်းတယ်သူ့ွားတော့မှတရားဟောတာဟောတော့မှအဲ့ဒီပုဂ္ဂိုလ်ကသတ္တပံဖြစ်သွားတာပြောချင်တာကဒီနေ့ပါအတ္တဟိတနဲ့ပရိဒတ်ဘယ်အမျက် ။ဒါဆိုအပြင်ပြမယ်ဆိုလို့ရှိရင်ပရိဒါမြတ်တယ်လို့ပြောလိမ့်မယ်။တကယ်တော့မြတ်တဲ့ဘုရားကဒီအတ္တဟိတနဲ့ပရိဒါကိုနှစ်မျိုးကို၄မျိုးခွဲရတယ်။နံပါတ်၁အတ္တဟိတနဲ့နဲ့လည်းပြည့်စုံတယ်ပရိဒါနဲ့လည်းပြည့်စုံတယ်။နံပါတ်၂ဘုရားကကျတော့အတ္တဟိတနံပါတ်၃ကကျတော့ပရဟိတနံပါတ်၄ကကျတော့အတ္တဟိတလည်းမလုပ်ဘူးပရဟိတလည်းမလုပ်ဘူး။နံပါတ်၁ကထားလိုက်ပြောကြမလို့နံပါတ်၂ကကျတော့ဘာကြောင့်အတ္တဟိတကိုထားပြီးတော့နံပါတ်၃ကိုကျတော့ပရဟိတတမကိုထားတာလေ။ ကြည့်မယ်ဆိုလို့ချင်းပရိသတ်သမားမျက်ရည်လို့ထင်ထင်ရတယ်မေတ္တာဘက်ကဘာကြောင့်ဒီအတ္တဟိတကိုရှေ့မှာထားတယ်လဲဆိုလို့ချင်းအတ္တဟိတရှိမှပရိသတ်လုံးလို့ရတာအတ္တမရှိရင်ပရိသတ်လုံးလို့မရနော်အခုဒီတခါကြီးလို့ကြတော့ပုတုလို့ကြတော့အတ္တဟိတရှိလို့ပရိသတ်လုံးလို့ရတာဒီနေ့မှာအတ္တဟိတဆိုတာကကြတော့စီပါရဲ့ဥစ္စာတွေပြောလို့ရတယ်လို့ဥသိင်းတွင်းမိတာကကြတော့ယုံကြည်မှုပေါ့အယုံဥသောလူများကိုကုညီမဲ့သူက သူများကလူမဲ့ဟာကိုကိုကတောင်းဝူယူရတာအဲ့ဒီလိုယူတဲ့အခါမှာကိုကိုလူများယုံကြည်ဖို့လိုတယ်အဲ့ဒါကြောင့်အဲ့ဒီယုံကြည်မှုရအောင်ဒီတခါတို့ကလှုပ်ရှားရတာဖြစ်တယ်အဲ့ဒါကပရိုက်အတ္တဟိတပဲမိမိကိုယုံကြည်မှုရှိအောင်အတ္တဟိတဖြစ်သီးသားမှာလူများကိုလိုက်ကူညီဖို့ပရိုက်တဖြစ်တာဖြစ်တယ်သူတို့ကိုယုံကြည်လို့သူတို့ကိုလူငွေတွေပေးတယ်ဒီတခါတို့ဒီတခါကြီးတို့ ဒီဆရာတို့ဘာကြောင့်လဲသူတို့မှာယုံကြည်မှုရှိလို့လူများယုံကြည်မှုရှိတယ်သူတို့ကလူများရဲ့ယုံကြည်မှုကိုအရင်ဖန်တီးရတာဖြစ်တယ်လှုပ်ထားရတာဖြစ်တယ်အဲ့ဒါကအတ္တဟိတပဲအဲ့ဒီအတ္တဟိတရှိလို့ပရိဒတ်သူတို့လှုပ်ထိုင်လာတာဒါကြောင့်သူတို့ကအတ္တဟိတကောပရိဒတ်ကောနှစ်မျိုးသုံးရှိတဲ့မေတ္တာပြပေးထားတဲ့နံပါတ်၁ပုဂ္ဂိုလ်တွေဖြစ်ပါတယ် ဥစ္စာဆောင်နေဘာကြောင့်ချောတာလဲလှတ်တာလဲသူတို့ကဘယ်ထဲမှပါတယ်လဲဆိုလို့ရှင်အိတ်တဘုံပေါ့တနည်းအားဖြင့်မြေဖက်ဘလူအထက်မှာသူကရှိပါတယ်နော်ပုံမသွင်းတဲ့ရဲ့လက်အောက်မှာပဲရှိပါတယ်သူတို့ကပုံမှန်အားဖြင့်ရုပ်ကအရန်ဆိုးပါတယ်အရန်ချမ်းပါတယ်သို့တော်သူတို့မှာဘာရှိတယ်လဲဆိုလို့ရှင်ကမ္မသတိရှိပါတယ်ကံကဘေးတကူပေါ့ အဲ့ဒီကမ္မဒိဋ္ဌိကြောင့်သူတို့ကသူတို့ရဲ့သိုးသွမ်းတဲ့ရုပ်တွေကိုလှအောင် ပြင်တာဖြစ်ပါနော်လှအောင်ပြင်တာဖြစ်ပါလှအောင်ပြင်မိနေတာဖြစ်ပါအဲ့ဒါကြောင့်သူတို့ကလှနေတာပါသူတို့ဘာကြောင့်ဒီဥစ္စာတွေကိုစောင့်ရတယ်လဲဆိုလို့ရှိရင်အစွဲလန်းကြီးလွန်အကြီးလို့ပါအစွဲလန်းကြီးရင်ပိဿဖြစ်တတ်ပါတယ်ကိုယ့်ရဲ့တားဆွဲသမီးသွဲမယားဆွဲလင်ဆွဲ တည်တဲ့ဥဒ္ဒါတွေသူတော်ကိုမနာလိုသိအာကြီးသူတော်ရဲ့အလူကိုတာတုမခေါ်နိုင်အောင်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကအိတ်တာဖြစ်တတ်ပါတယ်နော်ဥဒ္ဒါဆောင်ကတော့သူတို့ရဲ့တည်တဲ့ဥဒ္ဒါကိုဆဲလန်ဆဲလန်လုံးအာကြီးတို့အဲ့နားမှာစောင့်နေတာ